အားလုံးပဲမင်္ဂလာပါကျွန်တော်တို့အိုင်ဘမ်မှာ2025မတ်လ14ရက်နေ့တောက်ကြနေတဲ့အတွက်ကမ္ဘာရွှေရောင်းဝယ်လုပ်ဖို့ဤပညာပိုင်းရာရောသတင်းပိုင်းချက်လက်ရပါခံမှန်းသုံးသပ်ပေးသွားမှာဖြစ်တယ်ပြပအုံးဆုံးအနေနဲ့ကမ္ဘာရွှေကိုဤပညာအရာခံမှန်းသုံးသပ်ပေးသွားမှာဖြစ်တယ်ကျွန်တော်ကမ္ဘာရွှေကိုဤပညာအရာခံမှန်းသုံးသပ်တဲ့အခါမှာကျွန်တော်အိတ်ဖိုးတိုင်းပရိန်နဲ့ကျွန်တော်ခံမှန်းသုံးသပ်ပေးသွားမှာဖြစ်တယ်အိတ်ဖိုးတိုင်းပရိန်ဆိုတာဘာမျိုးလဲဆိုလို့ရှိရင်ကျွန်တော်ဒီကန်နယ်တုံးတုံးတုံးရဲ့ကြာချိန်လေးကြာချိန်လေးဟာ၄နာရီကြာပါတယ်၄နာရီကြာတဲ့အခါမှာကျွန်တော်တို့ဒါတိုင်းပရိန်အိတ်ဖိုးနဲ့ကျွန်တော်ခံမှန်းသုံးသပ်တာဖြစ်တယ်ကျွန်တော်တို့ဒီတိုင်းပရိန်ပေါ်မှာဒ ည်ပြီးတော့အမျိုးအစားတွေဒီကန်နယ်တွေပြောင်းလာတွေမျိုးတော့ရှိတယ်အဲ့ဒါဘာကြီးလဲဆိုတော့ M1 ဒီ MFD တို့15မိနစ် time frame တို့မိနစ်30 time frame တို့တနာရီ time frame တို့ H1 ပေါ် day 1ဒါတရက်နေမှာတုံပြောင်းလဲဒီ time frame အမျိုးအစားတွေအများကြီးရှိတယ်အဲထဲမှာကျွန်တော်က84 time frame နဲ့ကျွန်တော်ခံမှန်းသုံးသပ်ပေးသွားတာဖြစ်တယ်ကျွန်တော်ကမ္ဘာရွှေကိုခံမှန်းသုံးသပ်နေတဲ့အချိန်ဟာဆိုလို့ရှိရင်မြန်မာစံတော်ချိန်အပြင်ဆိုလို့ရှိရင်နေ့လယ် မြန်မာစံတော်ချိန်အပြင်ဆိုရင် နေ့လယ်ကျွန်တော်တနာ25အလောက်မှာကျွန်တော်ခံမှန်းထုံးတက်နေတာဖြစ်တယ်။နေ့လယ်တနာ25ဆိုတဲ့အနေအထားမှာကမ္ဘာရွှေဈေးကတအောင်စောက်ဘလောက်ပေါက်နေလဲဆိုလို့ရှိရင်2983ပေါက်နေတာဖြစ်တယ်။2983ဆိုတဲ့ဈေးအနေအထားဟာဈေးကတော့ဒါကမနေ့တည်းကနေစတိုက်စတိုက်တက်နေခဲ့တာဖြစ်တယ်။မနေ့တိုင်းဈေးဖွင့်ခဲ့တော့ကလည်း အဲကျွန်တော်တို့ဈေးကအတအားကောင်းကောင်းနဲ့တော့တက်သွားခဲ့တယ်ဒါတို့တော့တွေ့နေရဖြစ်တယ်လက်ရှိအရတော့ကျွန်တော်တို့ဒါရောင်းလို့အားတော့နည်းနည်းလေးပြန်ဝင်နေတာဖြစ်တယ်ဈေးကျဈေးကျနေတယ်လို့ကျွန်တော်တို့ပြောလို့ရတယ်ဒါပေမဲ့လာရကတော့ဈေးကွက်ကအတလာရမှာပဲရှိနေသေးတယ်ဒါပေမဲ့ဝယ်လို့အားရောင်းလို့အားရှင်းမယ်ဆိုရင်ဈေးကွက်ထဲမှာရောင်းလို့အားနည်းနည်းပြန်ဝင်နေတယ်လို့ကျွန်တော်တို့ပြောလို့ရတယ်ဘာကြောင့်ဒီလိုပြောလဲဆိုရင်ကျွန်တော်တို့ဒါဒီနေ့တပတ်တာဈေးကွက်ပိတ်မဲ့တောက်ကြနေညလည်းဖြစ်တယ်ဒါကစရိတ်တင်းငွေတွေဟာကပတ်ရွှေဈေးကွက်ကတော့ပိတ်ပါတယ်တင်းလာကနေတောက်ကြနေအထိကဈေးကွက်ဖွင့်နေတဲ့တပတ်တာ ဖြစ်တယ်ဒါတပတ်တာဈေးကွက်ပိတ်မယ်နောက်ဆုံးနေ့တောက်ကြနေလဲဖြစ်တယ်လို့ကျွန်တော်တို့တောက်ကြနေမှာမနေ့ပိုင်းဈေးစာဖွင့်ခဲ့တာကမ္ဘာရွှေဈေးကဘယ်လောက်မှစာဖွင့်ခဲ့လဲဆိုရင်တအောင်စောင်း1988မှာဈေးစာဖွင့်ခဲ့လိုက်တယ်လက်ရှိချိန်ထိအမြင့်ဆုံးတက်ခဲ့ပြီးတဲ့ဈေးဟာ1993အထိတက်ခဲ့ပြီးပါပြီ1993ကလက်ရှိစံချိန်ထိအမြင့်ဆုံးဈေးတန်းလဲဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့စံချိန်ကပြန်ပြီးတော့ပြန်တင်သွားခဲ့ပါတယ်ဒီနေ့1900မနေ့က89ကနေ93အထိဒီနေ့ကိုပြန်တင်သွားခဲ့တာနောက်ဒါဒီနေ့တောက်ကြနေမှာစံချိန်ထိအမြင့်ဆုံးနောက်ထပ်တစ်ခုဈေးတန်းကိုပြန်မြင်ရတာ ဖြစ်တယ်။လက်ရှိချိန်ထိအမြင့်ဆုံးကျခဲ့ပြီးတဲ့ဈေးဟာ2981ဈေးတန်းပဲဖြစ်တယ်။ဒါအောင်ချစ်ချင်းရပြည့်စုံရင်လည်းဈေးကွက်ရဲ့အနေအထားဟာဈေးကဝယ်လို့အများနေလားရောင်းလို့အများနေလားဆိုတော့ကြည့်လို့ရတယ်။ဘာကြောင့်လဲဆိုတော့2988မှာဈေးကစဖွင့်လိုက်တယ်။88မှာစဖွင့်ပြီး2981ကိုကျသွားခဲ့လိုက်တယ်။ကျသွားခဲ့တယ်ဆိုတော့ကျွန်တော်ခုနှစ်ပင်းလောက်ကိုကျသွားခဲ့တယ်။ခုနှစ်ပင်းကျသွားပြီးတဲ့အခါ2981ကိုဖောက်ကျနိုင်ခြင်းမရှိဘဲနဲ့အပေါ်2993အထိကိုဈေးကစံချိန်ထိအမြင့်ဆုံးဈေးတန်းတွေအထိပြန်ပြီးတော့တက်သွားခဲ့တာဖြစ်တယ်။2993အထိတော့ဈေးကတက်သွားပြီးတဲ့အနေအထားကိုတွေ့နေရတယ်။ဒါပေမဲ့လက်ရှိ 2093ကိုဖောက်တက်နိုင်ခြင်းမရှိဘဲနဲ့လက်ရှိပြန်ကျနေတာဖြစ်တဲ့2883ကျွန်တော်တို့ဒါဖွင့်စည်းရဲ့အောက်ထိပ်ကိုပြန်ကျနေတဲ့အနေအထားဖြစ်တယ်။ဒါကြောင့်ကျွန်တော်ရဲ့ဈေးကွက်အနေအထားဟာကျွန်တော်တို့ ရောင်းလို့အနေနဲ့ပြောင်းဝင်နေတယ်ဈေးကျနေတယ်လို့ကျွန်တော်တို့ပြောလို့ရတယ်။ဘာကြောင့်လဲဆိုလက်ရှိရဈေးကွက်အနေထားကကျွန်တော်တို့မနေ့ပိုင်းဈေးစောက်ဖွင့်ခဲ့တဲ့ဈေးရဲ့အောက်မှာကိုရှိနေတာဖြစ်တယ်။2080 88ရဲ့အောက်မှာဖြစ်နေတာဖြစ်တဲ့အတွက်ဒါရောင်းလို့အများနေတယ်လို့ကျွန်တော်တို့ပြောလို့ရတယ်။အဲနောက်ထပ်တစ်ခုအနေနဲ့ confirm ယူလို့ရတယ်။ကန်နယ်ကိုကြည့်မယ်ဆိုရင်ဒီကန်နယ်ကိုကြည့်လိုက်ဆိုရင်ကျွန်တော်တို့ဘဲကန်နယ်တွေကိုတွေ့နေရဖြစ်တယ်။ဒါဘဲကန်နယ်ဆိုတာဈေးကျောက်ကိုစားပြုတဲ့ကန်နယ်ဒီမှာအနေသုံးတွေဆက်တိုက်တွေ့နေရဖြစ်တယ်။ဒါအခြေခြေအဖြစ်ဆိုရင်ဒါဈေးကွက်ထဲမှာရောင်းလို့အားတွေတွေ့နေတာရောင်းလို့အားတွေရှိနေတာလို့ကျွန်တော်တို့ယူဆလို့ရမှာဖြစ်တယ်။ဒါကကျွန်တော်တို့လက် ရှိရဲ့ဈေးကွက်အနေထားဝယ်လို့အားများနေလားရောင်းလို့အားများနေလားဆိုတဲ့ဟာကိုကျွန်တော်တို့ခန့်မှန်းသုံးသပ်လို့ရမယ်။အဲပုံစံကိုကျွန်တော်ပြောပြထားဖြစ်တယ်။ဟုတ်ပြီ။ကျွန်တော်လက်ရှိရဲ့ဈေးကွက်အနေထားကိုကျွန်တော်ပြောပြပြီဆိုလို့ရှိရင်ဘယ်မှာဝယ်ရမလဲ၊ဘယ်မှာရောင်းရမလဲ။ကျွန်တော်တို့ဒီနေ့တောက်ချာနေနေနဲ့ပဲသတိထားရမယ်ဒီ web system နေ support တွေကိုပြောပြသွားအောင်မှာဖြစ်တဲ့အတွက်ဆက်လက်ပြီးကြည့်တော့ပြို့တော့လိုအပ်တယ်။ဟုတ်ကဲ့ပါ။ဒီ web system နေ support တွေကိုအဓိကထားပြီးပြောနေရတဲ့အကြောင်းရင်းပါဒါမိတ်ဆွေကအရောက်မလုံနေတယ်ဆိုလို့ရှိရင်ဒီ web system နေ support ကိုတိထားတယ်ဆိုလို့ရှိရင်တော့ဒါကရောင်းမဝယ်မတွေမဖြစ်ဘဲနဲ့ရှုံးရှုံးမှုရောက်ခိုင်လုံးကိုနည်းစိမ်မှာဖြစ်တယ်။ ဒါကြောင့်ကျွန်တော်ကတော့သိအောင်လို့ပြောရခြင်းဖြစ်တယ်ဒါကဒီ စိတ်မှန်းနေတဲ့ရောင်းဝယ်တာထက်ဒီ resistant support လေးကိုကြည့်ပြီးတော့အရောင်းဝယ်လုတ်တယ်ဆိုလို့ရှိရင်တနေ့တာရဲ့ဟာလေးကိုတိထားပြီးအရောင်းဝယ်လုတ်တယ်ဆိုလို့ရှိရင်ပို့ပြီးတော့ဆစ်ဖြစ်ပါတယ် order တိုင်းမှာဟုတ်ကဲ့ပါကျွန်တော်တို့ကြည့်လိုက်ကြရအောင်ဒီနေ့အတွက်တောက်ချာနေနေတဲ့ resistant ဈေးကဘာဖြစ်လဲမလဲ resistant ဆိုတာဈေး setup ဖို့စောင့်ကြည့်ရမယ့်ဈေးတာအားလို့ကျွန်တော်ကိုစားပြုတယ်လက်ရှိချိန်ထိရဲ့ resistant ဈေးတာက1933ဈေးတန်းပဲဖြစ်တယ်အဲ sorry 1993ဈေးတန်းပဲဖြစ်တယ်1993ဈေးတန်းဆိုတာဒါစာချိန်ထိအမြင့်ဆုံးဈေးတန်းလည်းဖြစ်တယ်ကျွန်တော်တို့အပေါ်1993ရဲ့အပေါ်ကိုဖောက်တက်သွားနိုင်ခဲ့ဆိုရင်တော့အပေါ်မှာ၄ဟာနေပဲဖြစ်စီတော့တယ်အပေါ်မှာ ော system မရှိတော့ဘူးဒါကြောင့်ဈေးကွက်ကအတိုင်းအစားမရှိတက်သွားတာမျိုးတွေပြန်ပြုတ်ကျတာမျိုးတွေတော့ဖြစ်လာနိုင်မှာဖြစ်တယ်ဒါလေးကိုတော့တစ်ချက်တတိထားပါဈေးကွက်ကဈေးကွက်ကအခုကအရှိန်ကောင်းကောင်းနဲ့မင်းညာလေးဆက်တိုက်တက်ခဲ့တယ်အခုနောက်ထပ်ဒီစံချိန်တွေအစ်တတွေကိုပြန်တင်ခဲ့တယ်အမြင့်ဆုံးတွေဒါနောက်က93ကိုဖောက်တဲ့နောက်ထပ်အစံချိန်အစ်တကပြန်တင်ဦးမှာဖြစ်တယ်ပြန်တင်တဲ့ခါကျဘလောက်မှဈေးပြန်တင်မလဲဆိုတာတော့ကျွန်တော်တို့မန်းရခတ်တယ်ဘာကြောင့်လဲဆိုတော့အပေါ်မှာဝယ် system မရှိတော့ဘူးသူတက်ချင်တဲ့လောက်တက်မယ်ပြန်ချချင်တဲ့လောက်ကြမယ်အဲ့လိုမျိုးနေထားရရှိရတဲ့အတွက်မိတ်ဆွေကကျတော့ဒီကဘာတွေတိတ်ချမလုပ်ထားဘူးဆိုလို့ရှိရင်တော့ကိုကရှုံးရှုံးမှု giờ khởi <laughs> nông nỉ များနိုင်ပါတယ်ဒါလေးကိုတော့တစ်ချက်သတိထားပါဟုတ်ပြီ2993ကိုဒါကျွန်တော်တို့ဝက်စစ်တန်ကိုဒါဖောက်တက်သွားနိုင်ခဲ့ပြီဆိုလို့ရှိရင်ဘယ်လောက်ထိတက်လာနိုင်မလဲဆိုလို့ရှိရင်ကျွန်တော်တို့3000လောက်ထိကိုဈေးကတက်လာနိုင်မှာဖြစ်တယ်3000ရဲ့အပြင်ကိုကိုနောက်ထပ်ဘယ်လောက်ဈေးတန်းတွေကိုပြည့်တယ်ဆိုရင်3000ရဲ့15ဈေးတန်းတွေထိကိုပြန်မြင်ရနိုင်မှာဖြစ်တယ်ဒါကကျွန်တော်တို့ဒီတောက်ချာနေနေနဲ့သတိထားရမယ့်ဝက်စစ်တန်ဈေးတန်း2993ဈေးတန်းကိုဖောက်တက်သွားနိုင်ခဲ့ပြီဆိုလို့ရှိရင်3000ဈေးတန်းတွေ3000 3015ဈေးတန်းတွေကိုပြန်မြင်ရနိုင်မှာဖြစ်တယ် ဒါကကျွန်တော်တို့ဟိုကပတ်ရွှေစရာ3000ဈေးတန်းနေမကြပင်ပြန်မြင်ရနိုင်ပါတယ် ဘာဖြစ်လို့လဲဆိုတော့နောက်ထပ်3000ဆေးရောင်းကိုမြင်ဖို့စာဆိုတာကလည်းခုနပစ်လောက်ပဲကျန်တော့တာဖြစ်တယ်။ဒါကြောင့်အဲဒီနေတောက်ချာနေနေနဲ့တည်ထားရမယ့် web system ဈေးတန်း1993ဈေးတန်းကိုတော့ဖောက်တက်သွားနိုင်ခဲ့ပြီဆိုရင်တော့3000 3000အထိကိုအตาလေးတော့လာနိုင်မှာဖြစ်တယ်။ဟုတ်ပြီဒီနေတောက်ချာနေနဲ့ web system ကိုပြောပြပြီဆိုလို့ရှိရင် support ဈေးတန်းဈေးဆက်ကြဖို့စောင့်ကြည့်ရမယ့်ဈေးတန်းကိုကျွန်တော်ပြောပြသွားမှာဖြစ်တယ်။ support ဈေးတန်းဈေးဆက်ကြဖို့စောင့်ကြည့်ရမယ့်ဈေးတန်းကတော့1981ဈေးတန်းပဲဖြစ်တယ်။ဘာကြောင့်1981လဲဆိုလို့ရင်မနေ့ဘိုင်းနေက1981ကိုဖောက်ချနိုင်ခြင်းမရှိဘဲနဲ့ အဲကျွန်တော်တို့ပြန်ကန့်သက်သွားအောင်တွေးရတယ်ဒါအကြည့်ချင်းအဖြစ်ဆိုရင်ဈေးတန်းရဲ့အနေအထားဟာဆိုလို့ရှိရင်ဒါက1981ဈေးတန်းဟာဆိုလို့ရှိရင်စပိုဈေးတန်းဈေးဆက်ကြောက်ကိုစောင့်ကြည့်ရမယ့်ဈေးတန်းဖြစ်တယ်တောက်ကြနေအနေနဲ့ဟုတ်ကဲ့ပါကျွန်တော်တို့ဒါ1981ကိုဒါဖောက်ကြနိုင်ခဲ့ပြီဆိုလို့ရှိရင်တော့ဘယ်လောက်ထိကျလာနိုင်မလဲဆိုရင်1890 1865လောက်ထိကိုဈေးကအကျပြန်မြင်ရနိုင်မှာဖြစ်တယ်ဒါကတောက်ကြနေနေနဲ့သိထားရမယ့်စပိုဈေးတန်း1981ကိုဒါဖောက်ကြခဲ့ပြီဆိုလို့ရှိရင်တော့ဘယ်လောက်ထိကျလာနိုင်မလဲဆိုတာကိုကျွန်တော်ပြောပေးသွားဖြစ်တယ်ဒါတွေကိုသိထားခြင်းအပြင်ဒီဝက် system န်နဲ့ support ကိုတည်ထားခြင်းအပြင်ဆိုလို့ရှိရင်ဒါကမိတ်ဆွေကဘယ်မှာဝယ်တင်လဲဘယ်မှာရောင်းတင်လဲအမျက်ပိုင်းတင်လဲအရှုံးပိုင်းတင်လဲဆိုတော့ဈေးတန်းတွေကိုကျွန်တော်တို့သိရမှာဖြစ်တယ်ဟုတ်ပြီ resistant နဲ့ support တွေကိုကျွန်တော်ပြောပြပြီဆိုလို့ရှိရင်ကျွန်တော်ဘယ်မှာဝယ်တင်လဲဘယ်မှာရောင်းတင်လဲတွေကိုတခါတည်းသိပြီး SN ရဲ့ order တွေကိုပြောပေးသွားမှာဖြစ်တယ်အကလို့ဒါမိတ်ဆွေကမရှင်းဘူးဆိုရင်ကျွန်တော် diet ဆက်သွယ်ပြီးဆွေးနွေးလို့ရတယ်ကဲလို့မိတ်ဆွေကကျွန်တော်ကျွန်တော်ရဲ့သုံးသပ်ချက်တွေကိုကျွန်တော်ရဲ့အကြံပေးချက်တွေကိုလိုက်တိုင်းလိုချင်တာပဲဖြစ်စေ VIP secret channel တွေကိုဝင်ချင်တာပဲဖြစ်စေကျွန်တော် diet ဆက်သွယ်ပြီးဆွေးနွေးလို့ရပါတယ်ခင်ဗျဟုတ်ကဲ့ပါကျွန်တော်တို့ဘယ်မှာဝယ်တင်လဲ ဘယ်မှာရောင်းတင်လဲဆက်လက်ပြီးကြည့်သွားရအောင်ကျွန်တော်ဘိုင်းအနေနဲ့ကျွန်တော်အရင်ပြောပေးသွားမှာဖြစ်တဲ့ဘိုင်းလက်ရှိဈေးတန်းမှာရောဘိုင်းတင်တယ်လားကျွန်တော်အမြင်အရဆိုလက်ရှိဈေးတန်းမှာတော့မဘိုင်းနေနေဥပြင်းနေဈေးတန်းကနည်းနည်းလေးရောက်လို့အောက်ကိုဟိုပြန်ပြီးတော့ဆွက်ခေါ်နေတာဖြစ်တယ်အဲကျွန်တော် retreat အနေနဲ့အောက်ကိုနည်းနည်းလေးပြန်ကြောက်အောင်မယ်လို့ကျွန်တော်တော့မြင်နေဒါကြောင့်ကျွန်တော်ကအဝယ်ကိုဟိုမကြိုက်သေးပါဘူးဆိုလို့အဲဝယ်မယ်ဆိုတဲ့သူတွေကကျွန်တော်ဘယ်မှာဝယ်တင်တယ်လဲဆိုလို့ရှိရင်2900 2980 ကျွန်တော်တို့အောက်မှာ1980လောက်မှာဝယ်ပါကျွန်တော်ဝယ်ပြီးလို့ရှိရင်အဲ့ဒီဈေးတန်းတွေမှာဝယ်ပြီးရင်တီးပြီးအမြတ်ပိုင်းဈေးတန်းတွေကဘယ်မှာအမြတ်ပိုင်းရမလဲဆိုရင်1985,1990တွေမှာအမြတ်ပိုင်းမှာ SN အရှုံးပိုင်းဈေးတန်းကတော့ဒါမိတ်ဆိုရကိုရှုံးရှုံးခံနိုင်တဲ့ပမာဏတွေပေါ်မှာမူတည်ပြီးတော့ SN ကိုချိန်ပြီးတော့ထားပါဘယ်မှာဒီ SN ထားတင်တယ်လဲဆိုလို့ရှိရင်တော့ပြောပြသွားမှာဖြစ်တယ်ဘယ်မှာ SN ထားတင်တယ်လဲဆိုရင်1900ဒီ80ရဲ့အောက်မှာ SN ထားရင်တော့ပို့ပြီးတော့အဆင်ပြေပါတယ်ဒါကတောက်ကြနေအနေနဲ့ဘိုင်းအော်ဒါတီးပြီးနဲ့ SN ကိုကျွန်တော်ပြောပြသွားတာ ဖြစ်တယ်။ဘိုင်အော်ဒါကိုပြောပြပြီးဆိုရင်ဆဲအယောင်းကိုကျွန်တော်ပြောပြသွားမှာဖြစ်တယ်။အယောင်းဆဲအော်ဒါကိုကျွန်တော်တို့ဘယ်မှာရောင်းတင်တယ်လဲဆိုရင်လက်ရှိဈေးတန်းမှာရောင်းတင်တယ်လား။လက်ရှိဈေးတန်းမှာကျွန်တော်ကအယောင်းလည်းတိတ်မကြိုက်သေးပါဘူး။ဈေးနည်းနည်းလေးပြန်ကြမယ်လို့မြင်ရင်တော့ဈေးကွဲကလားရာကကျွန်တော်တို့ trend အရပြောရမယ်ဆိုလို့ရှိရင်ဈေးကအ trend မှာပဲရှိနေသေးတာဖြစ်တယ်။ဒါကြောင့်ဈေးကရောင်းမယ်ဆိုရင်လည်းအယောင်းက risk ကရေးချုံချုံမှုရောက်ခိုင်တော့ကများနိုင်တဲ့အနေအထားဖြစ်တဲ့အတွက်ကြောင့်အဝယ်ရောအယောင်းရောနည်းနည်းလေး confirm စောင့်ကြည့်ဖို့တော့လိုအပ်တယ်။တကယ်လို့ဦးစားပေးမယ်ဆိုတော့ဘိုင်းကိုဦးစားပေးရင်တော့ပိုအဆင်ပြေပါတယ်။ ဟုတ်ပြီရောင်းမဲ့သူတွေအတွက်ဆိုလို့ရှိရင်ကျွန်တော်တို့3000ဈေးတန်းနေမှာရောင်းပါနောက်ထပ်တစ်ခုကတော့3000နဲ့15ဈေးတန်းနေမှာရောင်းပါတပီအမြတ်ပိုင်းဈေးတန်းနေကဘယ်လောက်မှအမြတ်ပိုင်းရမလဲဆိုလို့ရှိရင်အဲဒီ sorry ဒီ3015မှာရောင်းတဲ့သူတွေကတော့ဒါ3000နဲ့ငားမှာကျွန်တော်တို့အမြတ်ပိုင်းမှာ၃လောက်မှာရောင်းခဲ့တဲ့သူတွေကဆိုတော့1990မှာအမြတ်ပိုင်းမှာ အဆန်အရှုံးပိုင်းစည်းတန်းကတော့ဘယ်မှာအရှုံးပိုင်းရမလဲဆိုတာမိတ်ဆွေရကိုဆုံးရောကနိုင်တဲ့ပမာဏတွေပေါ်မှာမူတည်ပြီးတော့အဆန်ကိုချိန်ထားပါဘယ်မှာထားတဲ့နယ်လဲဆိုတော့ပြောပြသွားမှာဖြစ်တယ်ဘယ်မှာထားတဲ့နယ်လဲဆိုရင်3015အပေါ်မှာတော့အဆန်ထားရင်တော့ပို့ပြီးတော့အဆင်ပြေပါတယ်ဒါက ဒီနေ့တောက်ချာနေတဲ့အယောင်ဆဲအော်ဒါတီဗီနဲ့အဆန်ကိုကျွန်တော်ပြောပေးတော့တာဖြစ်တယ်ဒါဘိုင်အော်ဒါတွေဆဲအော်ဒါတွေကိုကျွန်တော်စစ်ကနေတွေကိုပေးတာကြောင့်ကျွန်တော်နှိပညာအရခံမှန်းသုံးသပ်ထားတာဖြစ်တယ်နှိပညာအရခံမှန်းသုံးသပ်ချက်ဖြစ်တာကြောင့်တရားရခိုင်တော့မန်ကန်မှုတော့မရှိပါဘူးဒါကြောင့်မိတ်ဆွေရဲ့ trade account နဲ့ loss site တွေပေါ်မှာမူတည်ပြီးတော့စနေတကြနဲ့အယောင်ဝင်လို့ပို့တော့အကြံပြုပါတယ်အဲတကယ်လို့ဒါအာမိတ်ဆွေကကျွန်တော်သိကျင်တာပဲဖြစ်စေအကယ်လို့အရှိပိုင်းမှာပြောသွားရင်မရှင်းဘူးဆိုရင်ကျွန်တော်ဒါရဲ့ဆက်သွယ်ပြီးဆွေးနွေးလို့ရတယ်ကျွန်တော်ရဲ့နှိပညာ strategy ကရိုးရှင်းတယ်ကျွန်တော်ကဘယ်လိုလိုရိုးရှင်းနေတဲ့နှိပညာကိုသုံးလဲဆိုရင်ဒီ web system တွေ support တွေကျွန်တော် န်းလိုင်းတွေဒီကန်နယ်တွေကိုအခြေခံပြီးတော့ကျွန်တော်ကရိုးရှင်းစွာနဲ့ကျွန်တော်ခန့်မှန်းသုံးသပ်ပြီးအယောင်းဝယ်လုပ်လေးရှိတယ်ဒါကကျွန်တော်ရဲ့ strategy သုံးသပ်ချက်တွေကိုကျွန်တော်ချပြလေးရှိတယ်ဟုတ်ပြီဒါကကျွန်တော်ဘယ်မှာဝယ်တယ်လဲဘယ်မှာရောင်းတယ်လဲ order တွေနည်းပညာအရသုံးသပ်ပြီးပြီဆိုရင်ကျွန်တော်ဒရင်ပိုင်းရသုံးသပ်ပေးတော့မှာဖြစ်တယ်ဒရင်ပိုင်းရတော့ဒီနေ့အတွက်ဒရင်တွေထွက်ဖို့ရှိလားဆိုရင်ဒီနေ့အတွက်ဒရင်တွေကထွက်ဖို့မရှိပါဘူးဘာလို့လဲဆိုတော့ investor ဒီဒရင်ဘက်ကိုတော့မသွားဘူးဘာလို့ဆိုတော့ဒရင်မရှိဘူးဒါပေမဲ့ဒရင်မရှိဘူးဆိုရင်ညပိုင်းမှာတော့စိတ်ကြအယောင်းဝယ်မလုပ်ပါနဲ့ဘာကြောင့်လဲဆိုလို့ရှိရင်တပတ်တာဈေးကွက်ပိတ်မယ်တောက်ချာနေပြည်တာအတွက်ကြောင့် ဈေးကွက်ကဒီရက် US ချိန်မှာဈေးကွက်တွေအလောက်ခတ်ကျန်းတာမျိုးတွေရှိလာနိုင်တယ်အခုတောင်ဈေးကွက်ကအတက်လာရမှာဖြစ်တဲ့အတွက်ညပိုင်းနေမှာကျွန်တော်တို့ဒါတပတ်တာဈေးကွက် weekly ကန်နဲ့ပိတ်မဲ့နေ့လည်းဖြစ်တဲ့အတွက်ကြောင့်ဈေးကွက်ကအလောက်ခတ်ကျန်းတာမျိုးတွေတော့ရှိတယ်ဒါကြောင့်ကျွန်တော်တို့ order တွေအယောင်းဝယ်လုပ်မယ်ဆိုရင်စနေတကြနေ့ TPS နဲ့ထားပြီးတော့ထွက်ပါအာ over trade တွေတော့မလုပ်စေချင်ပါဘူးဒါလေးတော့အကြံပြုတယ်ဟုတ်ကဲ့ပါဒါကအာကျွန်တော်ဒီကမ္ဘာရွှေ trader တွေအတွက်ကျွန်တော်ဒီရက်ကျွန်တော်ရဲ့သုံးသပ်ချက် video လေးအကျိုးရှိမယ်လို့ကျွန်တော်မျှော်လင့်နေအကယ်လို့မိတ်ဆွေကကျတော့ဟောဒါသိချင်တာပဲဖြစ်စေအဲကျွန်တော်ရဲ့ VIP secret channel တွေ ဝင်နေတာပဲဖြစ်စေကျွန်တော်ဒါရိုက်ဆက်သွယ်ပြီးဆွေးနွေးလို့ရပါတယ်ခင်ဗျာအဲဒီဗီဒီယိုလေးဟာမိတ်ဆွေတို့အတွက်အကျိုးရှိတယ်ဆိုရင် like and share subscribe လုပ်သွားပေးဖို့တော့လိုအပ်တယ်အဲလိုအပ်ပါတယ်အဲကျွန်တော်တို့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတော့မိတ်ဆွေများအားလုံးလည်းကျေးဇူးအများကြီးတင်ရှိပါတယ်တာယာအေဂျင့်နဲ့နေလေးဖြစ်ပါစေခင်ဗျာ